ိုင်ငံတွင်းမှာတော့ပင်တယမြို့ဆိုတာလူသိများတဲ့နေရာတစ်ခုပါဒီမြို့လေးဟာအောင်ပန်းရက်ဆောင်တဲ့ဟဲဟိုးဆိုတဲ့မြို့သုံးမြို့အလယ်မှာတည်ရှိနေတဲ့မြို့လေးတစ်မြို့ဓနုတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့မြို့လေးတစ်မြို့ပြည်တွင်းပြည်ပခီးသွားတယ်လာရောက်လေပတ်မှုများပြားတဲ့မြို့လေးတစ်မြို့ဓနုကိုပိုင်အုတ်ချခွင့်ရဒေသတွေကမြို့လေးတစ်မြို့ပြီးတော့ တမိုးထမျက်နှိုးစရာတွေအများကြီးပိုင်ဆိုင်ထားတဲ့မြို့လေးတစ်မြို့ပါဒီနေ့တော့ပင်တရာမြို့ရဲ့တမိုးထမျက်နှိုးစရာတွေကိုအင်မြတ်တို့ district trip အဖွဲ့သားတွေတွားကြမှာပါတနုကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ရွာငံမြို့ကနေပင်တရာမြို့ကိုကားနဲ့သွားမယ်ဆိုရင်နှစ်နာရီလောက်တော့ကြာပါလိမ့်မယ်။ပြီးတော့ရွာငံကနေပင်တရာမြို့ကိုသွားဖို့လမ်းသုံးလမ်းရှိတယ်လို့သိထားပါဗျ။ပထမလမ်းကတော့ မင်းကျတို့ရွာမရောက်ခင်လေးရွာလမ်းခွဲပါဒီလမ်းကနေသွားမယ်ဆိုရင်တော့12မိုင်6ဖာလုံးဝေးပါတယ်ဒါပေမဲ့ဒီလမ်းဟာအရန်မဆောက်တယ်လို့ဆိုပါတယ်ဒုတိယလမ်းကတော့မင်းကျတို့ရကြီးအလုံးပွေးပြတ်စံတီးကုန်းလမ်းတတိယလမ်းကတော့ကျုံလမ်းခွဲကနေပင်းတရကိုသွားတဲ့လမ်းမှာဒီလမ်းကတော့လမ်းကြောင်းပိုရှိပါတယ်ရွာငံကနေကျုံအထိ33မိုင် ကျုံးကနေပင်းတရားထိ12မိုင်ဝေးပါတယ်။အင်းမြတ်တို့ကတော့တတိယလမ်းကြောင်းကနေပင်းတရားမြို့ကိုသွားနေကြတာပါ။ဘယ်လမ်းကသွားသွားလမ်းတစ်လျှောက်မှာတွေ့ရမှာကတော့ညီနီနီနဲ့တောင်ယာလုပ်ငန်းခွင်နေရဲ့လေကတိဆိုင်ခင်းနေရဲ့နေလိုက်မြင့်လိုက်နဲ့တွေ့တန်းနေတဲ့မှိုင်းညွညူတောင်နှန်းတွေရဲ့ဒီမြင်ကွင်းတွေကိုပကြီးကားတစ်ချက်လိုကြီးစုခန်းစားကြရမှာပါ။ ဟူးခတ်ဝေးဝေးမှာပင်တရာမျိုးရဲ့အမှတ်သားတစ်ခုကိုတွေ့နေရပါပြီ။ပြီးတော့ဒီနေ့ဟာပင်တရာမျိုးရဲ့9ရက်တခါကြတဲ့ဈေးနေ့ပါ။ရှမ်းပြည်နယ်ရမြို့တွေကတော့9ရက်တစ်ကြိမ်အလှည့်ကျဈေးနေ့တွေရှိကြပါတယ်။ဒီလိုဈေးနေ့တွေမှာဆိုရင်အနီးနားရွာတွေကဈေးရောင်းသူဈေးဝယ်လာသူတွေနဲ့စီကားလာသူတို့ပစ္စည်းလဲစုံပါတယ်။ ခုပင်တရမြို့ရဲ့ဘုံတလုံးရေခဲရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ပင်တရဈေးကိုရောက်နေပါတယ်။ဒီဘက်ဒေသတွေရဲ့ထုံးစံအတိုင်း၅ရက်မှာတစ်ကြိမ်ကျင်းပတဲ့ဈေးနေကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီဈေးနေမှာဆိုရင်ဒီပင်တရမြို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကသူတို့ရဲ့ဒေသထွက်ကုန်တွေကိုလာရောက်ပြီးတော့ရောင်းချနေတာဖြစ်ပါတယ်။ဒီဘက်မှာဘလို့ဒေသထွက်ကုန်မျိုးတွေဘလို့မျိုးလက်လက်ဆက်ဆက်နဲ့ခင်းချင်းရောင်းချနေတယ်ဆိုတော့အမျက်ဝင်ပြီးလေးလာကြည့်အောင်မယ်။ဒါကတော့၅ရက်တခါဈေးနေကြတတ်တဲ့တောင်ပေါ်ဈေးမြင့်ကြီးမှာ ဒီဈေးနှီးမှာတော့စကားသံဝဲဝဲလေးနဲ့ဈေးရောက်ရတာကိုအိမ်မက်တို့မှတ်တမ်းတင်ခဲ့ကြတယ်။ဒါပါ6လေ။အဲ့ဒါအဲ့ဒါတူဘူးချော်တူဘူး။အတော်ဘူး။အော်။အတော်ဘူးအ6ဒါကိုကြော်စားမှာပေါ့နော်။အော်အဲ့ဒါကြော်စားရတယ်။ဒီဟာဒီဟာလေးကြတော့ရော။ဒီတိုင်းကြတော့ဟုတ်ပါလေ။ဟိုကလဘဲနေလောက်ရဲ့။အိုးအမျိုးပဲပြချော့ပါနော်။အော်ပဲပြချော့။ဟိုတူဟုလိုမျိုးပဲပေါ့နော်အရာက။ဟိုတူဟုလိုမျိုးပဲသူကနမဲ။ပဲမတူတာ။ လဘဲချင်းကလဘဲပဲခုတာပဲများတော့အရသာလေးဒါကော်မုံရောတော့ဒါကလဘဲအစီဒါကော်မုံရောလေဩဒါကော်မုံနဲ့ရောဟာအဲ့ဆိုတော့သူကအရသာနည်းနည်းဩဒါအရသာပိုကောင်းတာပေါ့ဩဒါလေးကြပါရှင်းမလန်းနီအဲ့ဒါကြတော့ဟိုရယ်ကျွေချော့ရှင်းကျွေ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 ဆိုအသီးလားဥကျွေကျွေမုံချော့ อ๋อจุยหมกฉ่ออ๋อไอ้ลูกขวาเลยอ๋อโอเคตัวบาเนี่ยลูกขวาตัวว่าดิปู่หญิงมังเนี่ยละอ๋อกางเนี่ยเนี่ยลูกขวาปู่หญิงปู่หญิงมังเนี่ยเดี๋ยวสั่นซี้ก่อนเนาะอ๋อโอเคสั่นซี้เนี่ยลูกขวาตัวนั้นนี่แหละกัดขาดิเอ๊ะขอพี่ๆดิดาก็တော့อาลูขึ้นมาเนี่ยดิเนาะอันนี้ดาอาลูเนาะเอ๊ะไอ้ห่าอาลูเนี่ยเจตุอุณีเนี่ยละอ่ะเลยอาลูเนี่ยเจตุอุณีอาลูเนี่ยเจตุอุณีเนี่ย ပေါ်မှုန်နဲ့ဩရောထားတာအလူရဲ့စက်သွန်ကြီးရဲ့ပေါ်မှုန်ရဲ့နဲ့ပြန်ပြီးတော့လုပ်ထားတာတဲ့ပြီးတော့မြို့ပြဈေးမှာတွေ့ရမြင်ရတတ်တာတွေနဲ့ကွာခြားမှုတွေကိုလည်းသတိထားမှုဒါကတော့အလူတွေအန်တီရဲ့ဒီအလူကဘာလို့အရာမတူတာတော့ဟာနော်နေနေတဲ့မြို့ပြမှာစကြီးမှာလည်းဩ ရင်းနှီးမှာစိုက်တာနဲ့မြေဖြီမှာစိုက်တာနဲ့ကွဲတယ်။အဲ့ဒါဆိုရင်အရလာရောဘာကွာလဲ။အတူတူပဲလား။ဟောလူတွေကဘယ်ဟာပူစားကြလဲ။အနီးရပူစားအနီးပူစားတယ်ဒါမြေနီမှာစိုက်တယ်ဒါမြေဖြူမှာစိုက်တယ်အာနေပဲလားထားရရောဒါမြေနီမှာစိုက်တာတဲ့တရားကြမြေဖြူမှာစိုက်တာတဲ့ရတာကတော့တူတူပဲတဲ့လူတွေကတော့မြေနီမှာစိုက်တာပူစားကြတယ် ပင်တရမျိုးအနီးဝန်းကျင်မှာဒနုတိုင်းရင်းသားတွေအပြင်ပလောင်ပအို့တောင်ရိုးနဲ့ရှမ်းတိုင်းရင်းသားတွေနေထိုင်ကြပါတယ်။ဒါကြောင့်ဒီဈေးထဲမှာရိုးရအစားအစာတွေကိုလည်းတော်တော်များများရနိုင်ပါတယ်။ပေါ့စီလေးတွေ ညီနေတဲ့ပုံစံတော့မဟုတ်သေးသေးလေးတွေပြပြလေးတွေအကိုရေဒါဘာပေါက်စီလဲအထက်မှာဘာပါလဲအုံးတကြအော်အုံးတကြအုံးယူဘာအုံးယူပေါ့နော်ဒါဆိုရင်ဟိုမုတ်ဖတ်ထုတ်တွေနဲ့အထက်ကအုံးယူလိုမျိုးဟုတ်ကဲ့အကိုဘယ်လိုရောင်းလဲအဲ့ဒါလေတရားပဲတရားအကုန်းတရားဆိုတော့၅လုံးလောက်ပူပါ စုတင်ပါရင်ဒါငိုဥလူဥပမာပါပဲကြည့်။အော်ဟုတ်ကဲ့ပြီးတော့ဒီဒေသသဝိုက်မှာစိုက်ပျိုးရေးကိုအဓိကထားလုပ်ကင်ကြပါတယ်။ဒါကြောင့်မို့လို့လဲအသီးရွက်တွေကလက်လက်ဆက်ဆက်နဲ့ဈေးလဲချူသေးတယ်။ပြီးတော့ဒါတွေကတဘာဝမြေဩဇာနဲ့စိုက်ထားတာတွေပါတဲ့။ဈေးရောင်းသူတွေကလည်းဖက်ရွက်တွေကိုသုံးနေကြတယ် ဘာဝပစ္စည်းလေးတွေလည်းတုံးနေကြတော့ပါပဲချောင်းတွေကငားတွေကိုလည်းအခုလိုနှီးနဲ့တွဲပြီးရောင်းကြတယ်သူတို့ကြက်သားရောင်းတဲ့ပုံစံကလည်းအင်းမြတ်တွက်တော့အတော့ကိုထူးဆန်းနေတာပါပဲ မရှင်တွေကတော့အကြီးကြီးမို့လို့မွေလို့တော့ထင်မိသေးတယ်ဟုတ်ဒါမွေလာရှင်းရှင်းအောင်ငါရှင်းအောင်ငါရှင်းလာမသိဘူးလန့်တော့တာပဲတွန်း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 နဲ့ဆိုမွေဘယ်တော့မှမွေရအခုဒီငါရှင်းနေတာဘာလောက်ထားချက်တင်တာကင်ထားတာဟုတ်လားချက်ကင်တာကင်ထားတာဒါကဘာဒီတိုင်းစားလို့ရနေလဲပြန်ကြော်များအမရဲ့ဒီတိုင်းစားလို့မရဘူးအပြန်ကြော်ရတယ်ဒီတိုင်းကတော့အင်းအသိန်းနေ ဟောအစိမ့်ဟောတော့နည်းနည်းစိမ့်နေဒါနည်းနည်းဟိုတွေ့သွားအောင်ဆိုစစ်စစ်မဖြစ်အောင်ပဲဒီกินတာဟောအဒီမာကအဲ့လိုกินပြီးတော့ဘာလုပ်စားကြလဲกินပြီးတော့ပြန်တုတ်တာလို့ကြော်တာလို့ကြော်သားပါမှာကြော်ကျုပ်ဖို့တော့ဒါဆက်စားပါအကျုပ်ဖို့တွေပါနေပြန်ဆက်စားဒီကောင်းကြီးတွေဆိုအကြီးကြီးတွေပဲဒါကြီးတွေဆိုပဲဈေးလာရအောင်လေအဲကောင်း900ပဲရောင်းတယ်ကောင်း900ကောင်း900တဲ့ တကယ်တော့ဒေတာတစ်ခုရဲ့စားသောက်မှုပုံစံတွေကိုအဲ့ဒီနေရာရဲ့ဈေးထဲဝင်ကြည့်လိုက်တာနဲ့တွေ့မြင်ရမှာပါဒေတာကန်တွေနေ့စဉ်စားသောက်နေကြပုံစံတွေကိုမျက်ဝါးချင်းချင်းသိခွင့်ရလိုက်ပါ ဒါကတော့အဲအတုတ်ဆိုင်ဖြစ်မယ်နဲ့တူတယ်အတုတ်ဆိုင်နော်ဒီမှာခောက်ဆဲကြော်လေးလည်းရတယ်ထူးထူးဆက်ဆက်ဒီမှာနက်နက်သီးကိုဒါဘာလုပ်ထားလဲမသိဘူးပဲပုတ်နဲ့ပဲပဲပုတ်နဲ့ဘာရီထည့်သေးလဲငရုပ်သီးနဲ့ငရုပ်သီးတွေပဲပုတ်တွေနဲ့ထည့်ပြီးတော့သုတ်ထားတယ်နည်းနည်းကင်ပြီးမြည်ကြည့်မယ်နော်တန်နနသီးအစိမ့်လားအမဲ့လားအမဲ့အာအမဲ့စိမ့်မယ်တော့နော်တန်နနရမတ်ဆန်ဘုတ်ဆက်တက်ပြဲပဲလေရေထက်နေကြတယ်ပြဲတယ်နော်တန်နသီးမဲ့ ချိုတဲ့အရသာပြင်သူ့ပဲပုတ်ချံပဲပုတ်လေးထည့်ထည့်ပြီးတော့စုပ်ထားရင်ဆဟိုအချိုမုတ် တကြားချိုမုတ်မပောင်းတကြားရငြုပ်သီးတကြားနဲ့ဆာနဲ့အရင်အရသာလေးကတော်တော်လေးကိုမှုေးတယ်ချိုချိုချင်းချင်းလေးနဲ့ပြီးတော့ပဲပုတ်နဲ့လေးပါတော့ပြောရမယ်ဆိုအရသာလေးကလုံးဝအထူးဆန်လေးအညွက်ဝဲသွားအောင်မယ်မတာဘလောက်လဲတစ်ထုပ်ကိုဘလောက်လဲတစ်ထုပ်300 ပင်တယောက်ဇင်းနေရတော့တိုင်းရင်းသားတွေနဲ့အနီးကပ်ဆုံးတွေ့ဆုံစကားပြောခွင့်ရအောင်လုပ်ပေးနေတယ်လို့ပါပဲခင်ခငွေကြိုင်လိုမျိုးလည်းမဟုတ်အရန်ငွေရတဲ့နဲ့လည်းမျိုးအဲ့ဒီကဘာလဲအဲ့ဒါခင်မုန်တီးအမောင် กินมอนตีอหม่องเอ้กินมอนตีอหม่องโกไตยะฮะอ๋อโกไตเดฮะเอ้โกไตเดฮะอ๋อกินมอนจาละเมียวอ๋อติบิติบิดากะโหตยอกะมอนเนมาปาเดกะมอนตีโหอหม่องจิกฮะเอ้อหม่องจิกฮะကိုတိုက်တာဆက်ပြလို့မျိုးသူကချွဲလာမျိုးချွဲဩချွဲတယ်အဲជីလေလဲပြောင်လာလဲအဲជីလဲပြောင်လာချွဲလဲချွဲအင်းဒါကတော့ဒီသေးတရဲ့တဘာဝခွက်ပေါ့တဘာဝစစ်စစ်တဘာဝအဲမြန်မာရေးရာစစ်စစ်တာဟုတ်တယ်ကမွန်ဒီညလေးနဲ့ဝင်နေ ဒါကတော့ तू ကချွတ်ချွတ်လေးပြီးတော့ရှိရင်ဒါရေချိုးရေချိုးရင်အဓိကသုံးတာပေါ့နော်ရေချိုးရင်သုံးကြတယ်ရေတစ်ခါချိုးရင်ဘယ်လောက်လောက်သုံးလို့ရလဲတစ်ခါချိုးလို့ရှိရင်

对呀，不动龙羊啊噻。你呀，不按龙羊，不按动物来。你呀，当啥来？啊，你哎呀，你呢？带比我，你不如你嘞。我的阿仔，阿仔，爸，我来的。阿仔，有。 သားရေမပေါဘူး။အော်မပေါ။အသားချော့သွားတယ်။ဟုတ်။ကျွန်တော်တို့ဆက်တော့တုံးနေတာပဲ။ငယ်လောင်းတုံးနေတယ်တနေ့လုံးတုံး။အော်အငယ်လောင်းဝယ်။ငယ်လောင်းဝယ်။အော်ငယ်လောင်းဝယ်လေ။ဒီအခုဒါသာဘယ်လောက်ဘူးလဲ။ဒါတစ်ထောင်ဘူးအနည်းဘယ်နဲ့တုံးရလဲ။တယောက်သေးတုံးတာလဲ။ငယ်ဟုတ်အကြိုက်တုံးရတာ။အော်အကြိုက်တုံးရ။အင်းအကြိုက်တစ်ထောင်ဘူးဆိုအကြိုက်လမ်းနဲ့ချီပြီးတုံးရတယ်တဲ့။ ဒါလေးဟိုတိုက်ပြီးလို့ရှိရင်ဟိုဆက်ပြလိုမျိုးအပားမပါသွားဘူးတဲ့သူကဒီအပားလေးကိုချက်ချင်းငွေလေးနဲ့ကြီးလဲပြောင်းတယ်တဲ့ပြီးတော့ဒါကမျက်နှာရောသွားတိုက်တာရောအကုန်လုံးရောအကုန်လုံးသုံးလို့ရတယ်တဲ့ဒါတဘာဝထွက်တဲ့ဆက်ပြစစ်စစ်ပေါ့တဘာဝထွက်တာ ဈေးရုံကြီးပပက်လေတလျှောက်ဈေးရောက်နေကြတဲ့ဈေးတန်းကြီးကိုလည်းတပတ်ပြောင်ပတ်ပြီးသွားပါပြီ။ဒီဒီတမှာနေထိုင်ကြတဲ့တိုင်းရင်းသားတွေနဲ့စကားပြောလိုက်ရလို့လည်းတကယ့်ကိုပျော်ရွှင်မိပါတယ်။ဒီကမပြောင်းခင်လေးဈေးရုံလေးကိုလည်းဝင်ကြည့်ချင်သေးတယ်။ ညက်ကိုပင်တရာဇီကြီးကိုလည်းပတ်ပြီးသွားပြီးပြီးတော့ဈေးထဲမှာအညက်တိတ်မမြင်ဘူးတဲ့ပေါ့နော်လူစစအရာတွေလည်းညက်ဝယ်ခဲ့ပြီးပြီးအခုအညက်ပိုက်ရန်စနေပြီးမနက်စာစားချင်ရောက်ပြီးဒါကြောင့်မို့လို့ဒီဈေးထဲမှာဘယ်ဆိုင်နာမည်ကြည့်လဲဘယ်ဆိုင်ကောင်းလဲဘယ်ဆိုင်မှာရိုးရာစားစာတွေရတတ်လဲဆိုပြီးအညက်မေးကြည့်တော့အညက်မေးကြည့်တဲ့ပုံကိုယ်တွေကဒီဆိုင်လေးကိုညှို့နေအဲအင်းမြတ်ကိုဒီမှပြောလိုက်တဲ့အတိုင်းပဲပေါ့နော်ဒီဆိုင်ရမ်းနဲ့မကြည့်ပါနဲ့လို့ပြောလိုက်တဲ့အတိုင်းပဲအင်းမြတ်ဒီရောက်တဲ့အချိန်မှာလည်းဒီဆိုင်မှာစားတဲ့သုံးသူတွေကပြည့်နေပါရဲ့အင်းမြတ်နေရာရအောင်တော့ခဏစောင့်လိုက်ရသေးတယ်အခုအင်းမြတ်နေရာရပြီအင်းမြတ်စားဖို့အတွက် ီမှာဘာတွေရလဲအရင်မေးကြည့်လိုက်အောင်လေမေးဒီမှာဘာတွေရလဲတူဟုကိုတူတူကျော်ဒီဆိုင်ကတော့ပင်တရမှာနမေကြီးဆိုင်လို့ပြောကြပါတယ်ပြီးတော့ဆိုင်ပတ်ပတ်လေးမှာခြားရတဲ့ခုံနေမှာလေလူတွေကအပြည့်ပဲဈေးရောက်ဖို့လာတဲ့သူတွေရောဈေးဝယ်ဖို့လာတဲ့လူတွေရောသမီးတို့ကလေးတွေအိမ်ကားထုတ်ယူလာပြီးတော့ဒီဆိုင်မှာလာစားကြပါတယ်ဒီဆိုင်ကတော့တိုဖူးတစ်မျိုးပဲရတာ တို့ခုအစိမ့်တော့တို့ခုအကြော်တော့တို့ခုကြော်တို့ခုနှွေတို့ခုတစ်မျိုးတည်းပေမဲ့တို့ခုကိုအမျိုးမျိုးလုပ်ထားတာပါကတိုဖူးကြော်တုတ်အဲသူကတော့ရေဆက်ဆက်လေးနဲ့ဒါဒီထဲမှာဘာရေဆက်နာလဲ ကျတုံဖြူရရဲ့နောက်မကြီးသီးဖြော်ထားတဲ့ရေဆန်းနာတာတဲ့ဒါတူဟူးကြော်တုတ်ဒါကတော့တူဟူးကြော်တူဟူးကြော်အတွက်ဒီမှာအချင်းလေးပါတယ်ဒါကတော့ဒီကော်ဘီလက်ပါတယ်နံပင်လက်ပါတယ်ပြီးတော့စီတွေလည်းပါတယ်ပြီးတော့ဒီမှာဝဝအနှစ်ကလေးတွေအမဒီအနှစ်ကလေးတွေကြပါအနှစ်ကလေးတန်းလေးပါနော်တုံးချင်တုံးချင်ပါအော်တူဟူးတူဟူးရဲ့အချင်းအော်တူဟူးအတွက်အချင်းပဲအနှစ်ကလေးတွေလည်းပါတယ်တဲ့ ဒါပဲချင်ပေါ့နော်ပဲချင်ဒါဆိုပဲကိုအချင်းတည်ရတဲ့အနှစ်နဲ့ဒါအဓိကအချင်းလုပ်ပြီးစားတာနဲ့တူတယ်ဒီတူဟူရဲ့တူဟူကျော်ရဲ့စိတ်နဲ့အရသာလေးရဲ့ဒီပဲချင်ရဲ့ချင်းချင်းစိတ်စိတ်အရသာလေးရဲ့တော်တော်လေးကိုလိုက်ဖက်ပါတယ်အဲသူဒီဘက်ကတို့ဟူတော့ကတော့တခြားအချင်းအငန်းအဆက် အရသာတွေအရင်ကဲနေရမျိုးမရှိဘူးအဓိကဒီတိုးဘူးကျော်ရဲ့စိတ်နဲ့အရသာလေးကိုဒီတက်တုံဖြူရေးနောက်မကြီးနေရေးခပ်ပပလေးပဲဆန်းတာတကယ်အရသာမပြင်းဘူးဒီအဓိကတိုးဘူးရဲ့အရသာကိုပဲပေါ်နေအောင်တုတ်ထားတိုးဘူးလေးကလည်းမှုေးလည်းမှုေးရဲ့စိတ်နဲ့စိတ်နဲ့ပြီးတော့ဖူဖူနွေးနွေးလေးရှိတုံးမယ်အန်ဒီစားနေထမင်းอ่ะလေအယောင်လေးอ่ะတမျိုးလေးเนาะဒါပါပါပါဆန်လက်ချက်တာ တောင်ရဆန်။အော်တောင်ရဆန်နဲ့ချက်ထားရ။ဟင်ရိုးရဆန်။အော်ဒီဘက်ဒေသရဲ့ရိုးရဆန်တောင်ရဆန်နဲ့ချက်ထားတာပါတဲ့။သူထမင်းလေးရကြတော့ဒီထမင်းသားဖြူနေတယ်လို့မျိုးမဟုတ်ပဲနဲ့နည်းနည်းညိုရောင်လေးတန်းနေပါတယ်။ဒါကတော့တောင်ရဆန်ဒီဒေသရဲ့ရိုးရဆန်လို့ပြောကြပါတယ်။ဒါဆိုဒီမှာထမင်းစားရင်ဒီဆန်နဲ့ပဲစားကြတာပေါ့။အော်ဒီဆန်နဲ့ပဲစားကြတာပါတဲ့။အဲ့ဒါတောင်ရဆန်ရှိ။ဟမ်။အော်။ဒါ ဒါကထုတ်ပြီးထည့်လာလားထည့်လာတာဩအဘအထည့်လာတာလားဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဩဟုတ်ကဲ့အဘနည်းနည်းလေးစားကြည့်မယ်နော်ဘာ ဖင်းတရဖင်းတရရဲ့အသင်းနှလုံးပေါ့နော်တရွှေဦးမင်ဖေဟာနော်ရွှေဦးမင်ဖေဟာရွှေဦးမင်ဖေဟာရွှေဦးမင်ဖေဟာအင်ပတန်အရေးကြီးတဲ့ဖင်းတရရဲ့သပိုင်းဝန်တရားနှစ်ဗုဒ္ဓလောကံသုံးညောင်ဝင်းကြီးနော်ညောင်ဝင်းကြီးသူတို့တွေ့ခဲ့တယ်မလားညောင်ဝင်းကြီးနှစ်ကိုညာနဲ့ရှိပြီးရှိတဲ့ညောင်ဝင်းကြီးလေးစောကြီးကြီးတွေစောကြီးကြီးတွေနော်အဲ့ဒီအဲ့ဒီအဲ့ဒီနေရာကြီးအဲ့ဒီနေရာကြီးတွေဟာဆရာတို့ရဲ့ဗုဒ္ဓလောကံပေါ့နော်နောက်ပြီးတော့နောက်ပြီးတော့လောလောဆယ် ဒါဒါတော့ဟိုးနှစ်ပေါင်းများများစွာတည်းရရှိလာခဲ့တဲ့ဟာပေါ့နော်အခုလောလောဆယ်မှာတော့ကိုလုံဆရာတော်ရဲ့စံကြောင်းနဲ့ရုပ်ကလပ်တွေပေါ့နော်ဒါတွေကပြည်တရားသူပြည်တရားသားတွေအမြတ်တနုတ်ထားတဲ့နေရာတွေမျက်စိတစ်စုံမော့ကြည့်နေရတဲ့ညောင်မင်းကြီးတွေတက်တန်း200လောက်ရှိပြီဖြစ်တဲ့ညောင်မင်းအိုကြီးတွေဒီလိုအကိုင်းခတ်တွေလိန်ရှက်နေတာကပဲညောင်မင်းကြီးတွေကို ပိုလှစေတာလားလို့အိမ်နဲ့ထင်မိပါတယ်အခုမြင်နေရသလို တဘာဝအတိုင်းခက်ဖြာလှပပြီးကြီးမားလာတဲ့ညောင်မင်းတန်းကြီးဟာမင်းတရမျိုးရဲ့အသေးနှလုံးတွေပါတဲ့ညောင်မင်းတွေဟာကြီးမားလွန်းလာသလိုညောင်ခိုင်းကြီးတွေကလည်းကြီးမားတုတ်ခိုင်လွန်းလာပါတယ်တချို့ခိုင်းတွေဆိုရင်မြေမှာထိလူထိခဲ့ပြီဓာတ်ပုံတွေနဲ့ရုပ်ရှင်တွေထဲမှာမြင်တွေ့ရလေးရှိတဲ့ညောင်မင်းလှလှကြီးတွေဟာဒီနေရာမှာပဲဒီညောင်မင်းကြီးတွေဟာအရေးကောင်းကောင်းပေးခဲ့တယ်ခီးသွွားတွေကိုဆွဲဆောင်ပေးခဲ့တယ် ပြီးတော့တပေါင်းလာမှာပြုတ်လုတဲ့ရွှေဥမင်ကူဖျားပွဲဆိုရင်ဖျားဘူးတွေဟာဒီညောင်မင်ကြီးတွေအောက်မှာနားကြတယ်။ဘွားလဲတွေကားတွေနဲ့လာတဲ့ဈေးတွေကလည်းဒီညောင်မင်ကြီးတွေအောက်မှာပဲစည်းချကြတယ်။ရွှေဥမင်ဖျားပွဲဆိုရင်ဒီညောင်မင်နန်းရှင်ကြီးဟာအစီကားဆုံးနေရာတွေပါပဲ။ညောင်မင်နန်းကတော့ရွှေဥမင်ကူဖျားတောင်ချီမှာတည်ရှိနေတာပါ။ဒီနေရာနေလှမ်းကြည့်လိုက်လို့ရှိရင်ရွှေဥမင်ကူဖျားကိုလည်းမြင်ရပါတယ်။ပုံတလုံးရေကန်ကိုလည်းလှမ်း ခုတော့ပင်တယမျိုးရဲ့နောက်ထပ်အသေးနှလုံးတစ်ခုဖြစ်တဲ့ရွှေဥပင်ဂူဖျားကိုအရင်သွားလိုက်ပါဦးမယ်။အရင်ကတော့ရွှေဥပင်ဖျားကိုလှီကားဆောင်တန်းအတိုင်းတက်ကြရတာပါ။အခုတော့တောင်ထိပ်ထိကားလမ်းပေါက်နေပါလား။ တိစစ်ထွေးဖွဲ့လေးအခုရွှေဥမင်လှိုင်ကူဖျားကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်။ရွှေဥမင်လှိုင်ကူဖျားကြီးကဆိုလို့ရှိရင်ပင်တရားမြို့တွေကိုစပြီးဝင်လိုက်ပြီဆိုတာနဲ့ဒီဖျားကြီးကိုလှမ်းပြီးတော့ဒီတောင်ပေါ်မှာတပ်ပယ်စွာနဲ့ဒီရှိနေရာကိုလှမ်းပြီးတော့မြင်ရမှာဖြစ်ပါတယ်။ဒီရွှေဥမင်ကူဖျားကြီးကတော့ဒီပင်တရားမြို့ဒီဒနုမြေရဲ့လောကအမှတ်တရဒီဒီဒနုမြေဘက်ရောက်လာပြီဆိုရှင်အဲ့ဒီတိုင်းလာရဲလာဖူးကြတဲ့ဖျားကြီးတစ်စုဖြစ်ပါတယ်။ ပင်တရာမျိုးလို့ဆိုလိုက်တာနဲ့ရာဇဝင်လာရွှေဥမင်လှိုင်ကူနဲ့ပုံတလုံးရေကန်ကြီးကိုအရင်ဆုံးပြေးမြင်မိကြမယ်လို့ထင်ပါတယ်။တကယ်တော့ပင်တရာမျိုးဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ3800ကျော်မြင့်တဲ့နေရာမှာတည်ရှိနေတဲ့မျိုးပါ။ရွှေဥမင်လှိုင်ကူတော်ကတော့ပင်တရာမျိုးထက်ပိုမြင့်တဲ့နေရာမှာရှိနေပါတယ်။ပြီးတော့ဒီလှိုင်ကူတော်မှာဂူပေါက်3ခုရှိပြီးတောင်ဘက်ဆုံးဂူပေါက်ဟာပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း4900ကျော်ရှိတယ်လို့သိရပါတယ်။ ဒီနေရာဟာပြည်ရင်းပြည်ပဖျားမှုတွေအများဆုံးလာရောက်လေပတ်ကြတဲ့နေရာတစ်ခုလို့လည်းပြောနိုင်ပါတယ်ဖျားမှုတွေဂူစီကိုတက်ဖို့အတွက်ဇောင်းတန်းလေးတွေကိုလည်းတွေ့ရပါတယ်လေကားနဲ့မတက်နိုင်သူတွေအဆင်ပြေအောင်ဓာတ်လီကားနှစ်စီးတိဆောက်ထားတာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့ဒီဓာတ်လီကားတွေကိုယ်နေလို့ဘူပောင်းဝကိုတော့အဝေးကနေလှမ်းမမြင်နိုင်တော့ဘူးလို့ထင်မိပါတယ် ဒီကူဝါအရင်တစ်ချိန်က6ပေပဲကျဲတယ်လို့ပြောကြပါတယ်အခုတော့လဲဂူပဝါကိုထက်ချေတာလို့တော်တော်လေးကျဲနေပါပြီဂူထဲမှာတော့ရှင်ဟောင်းဖျားတွေနဲ့အတူနှောင်းပိုင်းလက်ရလို့ပြောနိုင်တဲ့ဖျားစင်းတူတော်တွေအများကြီးရှိပါတယ်ဒီဖျားတွေကိုအတော့ကမင်းကြီးကတည်ထားခဲ့တာဖြစ်ပြီးတော့ပကံခေမှာအလောင်းစီသူမင်းကြီးကပြန်လည်ပြုပြင်ခဲ့တယ်လို့တော့သမိုင်းစာအုပ်တွေမှာဖော်ပြထားပါတယ်ဒါပေမဲ့တမိုင်းပညာရှင်တွေကတော့18ရာစုလက်ရာဗုဒ္ဓရုပ်ပွားတော်တွေလို့ထောက်ထားရင်းနဲ့ပြောထားကြပါတယ် ဘလူသမိုင်းကြောင်းနေပဲရှိနေပါသည်ရာဘူးဧည့်သည်တွေကတော့ရွှေဥမင်ကူပြားကိုတကူးတကလာဖူးနေကြတာပါပြီးတော့ဒေတာထွက်ပစ္စည်းရောင်းတဲ့အမှတ်တရဆိုင်တန်းတွေပင်တရာကနေအိမ်ပြန်လက်ဆောင်ပါဝယ်သွားရင်ပေါ့ဆိုင်လေးတွေမှာတော့ဒေတာထွက်စားစရာတွေကိုအမြင့်အနေနဲ့ကြွေးထားကြတယ် ကားသံဝဲဝဲလေးတွေနဲ့လေးဖိတ်ခေါ်ကြ။အော်ကဲ။ဒီဆိုင်မှာရောင်းတဲ့ပစ္စည်းလေးတွေကိုခင်းပြီးတော့မြည်ကြည့်တာ။အမီပေးထားရှင်။ဟုတ်ကဲ့။ဒါရှမ်းပဲပုတ်ရှင်။ဂျူးမြင့်နဲ့လောက်တယ်လေဒီက။အော်ဂျူးမြင့်နဲ့ရှမ်းပဲပုတ်။ဒါကောင်းမြင့်နဲ့လောက်တယ်ပဲပုတ်။ကျူးမြင့်နဲ့ပဲပုတ်ကောင်းမြင့်နဲ့ပဲပုတ်ဒါကြတော့ခချင်းကျော်လို့ခေါ်တယ်ဩခချင်းကျော်ဟုတ်ကဲ့ဒါကျင်းလက်ဖက် ဒီဥစ္စာလက်ဖက်ဥထုံးထားဟောဒါဂျင်းနဲ့လက်ဖက်နဲ့ဟောဒါလက်ဖက်ထောင်းဒါကဒါရွရွအညွန့်ရွရွအညွန့်ချင်းစလောက်ထားချင်းစဒါကဒါအချူရှင်ဒါအချူဟောဟုတ်ကဲ့ဒါပင်စိမ့်သီးရှင်ဟဲ့ပင်စိမ့်သီးဟာပင်စိမ့်သီးတချင်းထက်ပါလေဟဲ့တချင်းထက်ပါဟဲ့ဒါပင်စိမ့်သီးအချော့ပင်စိမ့်သီးချော့ဒါပဲကြော်လေးပြီဟုတ်ကဲ့ရှင်ဒါဒါရှောက်ခညက်ခေါ်ရှင်ထညက်သူကတနစ်တခါပဲပေါ်ရဟာတနစ်တခါပဲပေါ်ရဘာနဲ့လောက်တာလဲသူကကြံနဲ့လောက်ရှင်ဟောကြံနဲ့လောက်တာ ဒီကစတဲ့ဒီမှာရိုးရမောင်းလေစမတင်ရှင်အေးမှာအော်ဆိုရင်အဲ့ဆိုရိုးရဒီကတော့လည်းပါတယ်ပါလေးလို့တင်အော်ဒီအားဒါရင်းနေစောက်တော့ဟုတ်ကဲ့ဆော့ဝါနခံမွေးရှင်ဟဲ့ဆော့ဝါနခံမွေးညောင်မင်းနန်းနဲ့ရွှေဥမင်ဖျားဒီနေရာတွေကတော့ပင်တရမြို့ရဲ့အသေးနှလုံးနေရာတွေပါတဲ့ပြီးတော့ပုံတလုံးရေကန်ဇော်ကြီးရေထွက်နဲ့ကုံလုံးဆရာတော်ဖျား

için mi söyleme? oh, yere yapın. Don't